အကြောင်းတစ်ခုကြောင့်ရှန်အောင်နဲ့ဘာလိုလိုသတင်းတွေထွက်ခဲ့ရတာပါဆိုရဲမေတန်းတို့အနုပညာမောင်နှမတွေဖြစ်ကြတဲ့ရှန်အောင်နဲ့မေတန်းတို့နှစ်ယောက်ကတော့ဘိုင်ဖက်လုံးလို့စိုက်ကားရီအတူတူတွဲရိုက်ခဲ့ရတဲ့သူတွေပါသူတို့နှစ်ယောက်ကတော့ ဇက်ကောင်ရီအထူးထူတွဲရိုက်ရင်ပရိသတ်အချစ်ကိုရရှိခဲ့သလိုပရိသတ်တရားလည်းသူတို့နှစ်ယောက်ကိုလက်တွဲစီစဉ်ကြတဲ့အထိသဘောတူကြပါတယ်။မိသန်းတို့ကကလေးတယောက်အမိဖြစ်ပေမဲ့ပရိသတ်တရားတော့သူတို့ကိုစစ်ဆေးစဉ်ကြတော့မှာပဲ။သူတို့နှစ်ယောက်ကရိုးရိုးသားသားအမှုပညာရှင်အနေနဲ့ဇက်ကောင်ရီရိုက်ခဲ့ကြပေမဲ့ပရိသတ်တွေကမှတော့သူတို့နှစ်ယောက်ရဲ့ဘာလို့လို့ချစ်တဲ့ရင်တွေထွက်ခဲ့ဘူးပါတယ်။ရန်အောင်ကမိသန်းတို့ကိုမရလို့လူပြိုကြီးလုပ်နေတာဆိုပြီးတော့တရင်တွေထွက်ခဲ့ဘူးပါတယ်။ ရှန်အောင်အမေတန်နုကိုကြိုက်ပေမဲ့မေတန်နုကတခြားလူနဲ့လက်ထပ်သွားလို့လူပြိုကြီးအဖြစ်ရုံးထုတ်နေတာဆိုပြီးတော့သတင်းတွေထွက်နေခဲ့ပူတာလည်းဖြစ်ပါတယ်။မေတန်နုကတော့ပရိသတ်တီချမ်းအမသတင်းတွေထွက်နေတာကအမှန်မဟုတ်ဘူးလို့ဆိုပါတယ်။နှစ်ယောက်သားရဲ့လိုင်းဖက်လုံးနဲ့အတွင်ပြင်နေကြောင်းပဲပရိသတ်တီကသို့လို့သို့လို့ဖြစ်နေကြတာပါ။ ပရိသတ်တွေကသူတို့နှစ်ယောက်ကိုတမျိုးထင်ပြီးတော့ချစ်စေချင်ကြတာမောင်စရစ်စကားကြောင့်ဆိုပြီးတော့ပြောလာပါတယ်။မောင်စရစ်စကားမှာသူတို့နှစ်ယောက်ရဲ့တရုတ်ဆောင်ချက်တွေမျက်လုံးအကြည့်တွေကြောင့်ပရိသတ်တွေကတွေးမြင်ခဲ့ကြသလိုနောက်ပိုင်းမှာအချစ်သတင်းတွေထွက်လာခဲ့တာဆိုပြီးတော့ဖြေရှင်းလာခဲ့ရလဲဖြစ်ပါတယ်ရှင်။